ကေတီ YouTube channel လေးကပြန်လိုက်ကြိုးစားပါဗျာနော်နေပါလို့ပြောချင်လဲဆိုတော့နော်ညောင်ရမဆောင်းမမိုတင်းဆိုရေးထားတဲ့အရေးရှင်းပေါ့နော် quality ပေါ့နော် quantity သွားအရေးတွက်ပေါ့နော် quality သွားအရေးအရှင်းအရေးအသွေးပေါ့နော်သူ့ရဲ့စွမ်းရည်ပေါ့နော်အဲ့ဒါပြောထားတဲ့အရာလေးပေါ့နော်အကြတော့အရေးအတွက်ပဲယူမယ်ဆိုတော့အရေးအတွက်ယူပေါ့ဗျာရေရှင်းကြည့်မယ်ဆိုရင်တော့ရေရှင်းကြည့်ကြပါကျွန်တော်ကရှင်းတယ်ကျွန်တော်ကတော့ရေသွေးပဲကြည့်တဲ့လူကြီးနော်အကြတော့ ရေသွေးလုတ်ကိုင်းလုံနိုင်သွားအောင်ကျွန်တော်တို့ဥသာပြီးမှာပေါ့နော်ကြောဒီမှာကျွန်တော်ရေသွေးသွားရဲ့ motive တွေ credit ပေးပါတယ်ဆိုတော့ကြောရေရှင်းတဲ့လာမယ့်မြန်မာနိုင်ငံအစိုးရအဖွဲ့တွေမှာရေရှင်းရှိဖို့အရေးကြီးတယ်လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေရှေ့လူတွေအားနည်းလို့ဖြစ်ရတာရာခိုင်နှုန်းပိုများနေတယ်အိမ်ဆောက်အုပ်ခဲတစ်လုံးကို30ကျပ်အချိန်ကဆောက်လို့ရေလုတ်ရတဲ့ဝန်ထမ်းတယောက်ပြောပြတယ်အဲ့ဒီအချိန်ကသူတို့ကောသူတို့ကိုအထက်ကအုတ်တလုံးကိုနှစ်ကျပ်သေးဖြတ်တယ်တဲ့နှစ်ကျပ်ပဲသေးဖြတ်တယ် တစ်သေးတန်နဲ့အုတ်ခဲအောင်နော်ညောအဲ့တော့အလုတ်ဖြစ်ဖို့အတွက်အုတ်အရေအတွက်ထက်ဆယ်သားလောက်ပို့တွက်ပြီးတလုံးသုံးမဲ့ကိစ္စအတွက်ဆယ်လုံးတောင်းရတယ်တဲ့အတီးပြုတ်ပေးမဲ့ထက်ကဟုတ်အဲ့လောက်မကုန်နိုင်ဘူးဆိုပြီးတော့သုံးလေးလုံးလောက်ဖြုတ်ချလိုက်တယ်အဲ့လိုလုံးလို့ရတယ်လို့ပြောပြတယ်အဲ့လိုအရှိန်အနေနဲ့နေရအောင်လုံရောက်လုတ်တဲ့သူတွေကလည်းအဖြစ်ပဲလုတ်ပြီးလိုက်တယ် လှုပ်ရှားပေးတဲ့သူကသူ့တက်မြင့်တဲ့သူကိုကျွန်တော်အုတ်တလုံးကိုတစ်ချက်နဲ့ရအောင်လှုပ်ထားပေးပါတယ်လို့တင်ပြလိုက်တယ်အဲ့လိုအခုဆိုအချိန်ရေထဲမိုးထဲရောက်တော့အကုန်ပျက်စီးတာပေါ့အဲ့ဒီလိုကိစ္စတွေကိုအနန္ဒီအစိုးရလက်ထက်မှာခဏခဏရေခဲ့ဘူးတယ်အဲ့တော့အန်ဒီလက်ထက်ကြတော့ဘတ်ဂျက်ကိုအများကြီးရှပေးတယ်အရင်သွေးပြေးမိအောင်လုံးဆိုပြီး အနန္ဒီလက်ထက်ဂုံးကြော်တရားတွေစောက်တာအဲ့အချိန်လုံးကအလွန်ဆုံးကွန်ရင်3000ပဲဒါပေမဲ့တရားတစ်ခုကိုဗဟန်ဂုံးကြော်တရားကိုတိမ်ပေါင်းတောင်းချီဘတ်ဂျက်ယူတယ်မလောက်လို့တိမ်ပေါင်းထက်တိမ်ပေါင်းချီထက်တောင်းလို့လွတ်တော်မှာအနန္ဒီအမတ်တယောက်ကိုယ်တိုင်တရားအကိုဘာတွေနဲ့စောက်နေတာလဲလို့မေးရတဲ့အထိဖြစ်လာတယ်ဒီလိုပဲတမိုင်ကုန်အမေရိကန်ဒေါ်လာတန်း20လောက်တန်မိုးရှိတဲ့ပကိုးကြိုက်ဖို့လမ်းဖောက်ဖို့အတွက်ဂျပန်ကရှင်းွေကိစ္စ လမ်းကိုဆွေရှာထားမှလားဆိုပြီးလွတ်တော်မှာကန့်ကွက်ကြရတာသိကြမှာပေါ့အဲ့ဒီအချိန်ကကိုတိုင်းလမ်းဖောက်ကိုတိုင်းလမ်းလုံနေလို့တမိုင်ဘလောက်ကုန်လဲသိနေတယ်ဘယ်လိုလုံးလုံးတမိုင်ကိုဒေါ်လာတသန်းမကုန်ပါဘူးဒေါ်လာဈေးက1000ကျော်လောက်ပဲရှိတယ်အဲ့လောက်ကြီးဘတ်ဂျက်ရှာပေးတာတော့မသိမ့်မြို့ဒီတရနေ့ရက်မှာမြောက်တကုံဘက်မှာရေတက်ရင်ရေကြီးလာတယ်တချို့နေရာတွေမှာအုံနေရာတွေမှာပြိုကျလာတယ် ပြောကြတာတော့ရေထိန်ကားမခိုင်လို့ရေတွေမထိန်နိုင်ဘူးလို့ပြောတယ်။ရေယာဒီတွေကပြင်နေတာမမီလိုက်ဘူးလို့လည်းဆိုကြတယ်။အရေးပေါ်တဲ့အိတ်တရာလာရှာပြီးသွားပြီမဲ့စနစ်တကျမချလို့နှုံးငွေနဲ့ရေထဲပါသွားတယ်လို့ဆိုတယ်။အဲ့ဒါရက်ွက်ထဲကပြောနေကြတာမဟုတ်ဘူး။မဟုတ်ဘူးဆိုလည်းမဟုတ်ဘူးပြန်ပြောလိုက်ကြပေါ့။ဟုတ်ခဲ့ရင်ရေထိန်တရာတွေကိုဘသူတွေဘလို့အရေးသွေးနဲ့စောက်သွားလဲမေးရမှာပေါ့။စံချိန်မမီလို့ဖြစ်ရတာ။ နှွေကလေးကပြင်နေတယ်ဆိုတော့သူတွေကရောဘာလို့ပြီးအောင်မပြင်နိုင်ကြလဲတဲအိရှတာရောတကယ်ပဲလားမိကွန်းတွေဖြစ်လာသေးတယ်အရင်ကမိတ်အင်ဘာမာဆိုတဲ့တသိပ်ပင်ကအစ်စ်မိတယ်အခုမြန်မာတွေအစ်စ်မိရောမလုံနိုင်ကြတော့ဘူးစေဝါဆို BBI တုတ်ကနိုင်ငံခြားကလာတဲ့စေးထက်အားလုံးနဲ့တာရင်တာမယ်အစ်စ်မနိုင်ဘူးနောက်ပိုင်းအဲ့ဒီလိုယုံကြည်မှုနဲ့အစ်စ်ဖြစ်အောင်ပြန်ကြိုးစားဖို့ဒါကဖြစ်ပျက်နေတာတစ်ခုနှစ်ခုရေးပြတာနိုင်ငံရေးလဲအတူတူပဲ ရှိကလူတွေအရေးရှင်းမရှိလို့အတကြီးလို့ခုလိုတွေခံနေရတာများတယ်။တိုင်းရင်းသားတွေလည်းအလိုရှိတဲ့ Federal ပုံစံကိုဥသိမ်းသိမ်းလက်ထပ်ကလေးကလှုပ်လိုက်လို့ရတယ်။နှစ်ချောက်တစ်ပြင်ပေးလိုက်ရုံနဲ့ခီးတော်တော်ရောက်တယ်။ဒို့ပေမဲ့အစိုးရနှစ်ဆက်လုံးမပြင်ပေးခဲ့ကြဘူး။ရှေးဦးပြင်မယ်လို့တရွင်တွင်ပြောခဲ့တဲ့အန်နီကအတင်း55ဦးကော်မတီဖွဲ့ပြီးရှေးဦးပြင်တယ်။ပြင်တဲ့နှစ်ချောက်တစ်ကိုစစ်တပ်ကိုချက်ခံရေးပါထောက်ခံပါမယ်ဆိုတော့ပယ်ချခဲ့တယ်။ အဲ့ဒီလိုခေါင်းစဉ်နဲ့နိုင်ငံကိုဖျက်ဆီးခဲ့ကြတာပျက်စီးနေပြီလာမယ့်ဒီသင်မှာရွေးကောက်ပွဲလုပ်မယ်ပြောတယ်တကယ်လို့လုတ်ဖြစ်ရင်ပါတီဆဲပုဂ္ဂိုလ်ဆွဲတဲ့အရေးချင်းရှိတဲ့သူတွေကိုသာလွတ်တော်အစိုးရနဲ့ထဲကြပေါ့ဒေါက်တာဖြစ်ပြီးရောဆိုပြီးလွတ်တော်တဲ့ဆရာဝန်တွေထဲတာမျိုးတော့မဖြစ်သင့်ဘူးစေကူးမဲ့သူမရှိဖြစ်ကုန်မယ်ဘလို့ပဲဖြစ်ဖြစ်ထိမ့်သိမ့်တင်တာထိမ့်သိမ့်ကြပေါ့နိုင်ငံတော်ရောပြည်သူရောတော်တော်နာနေပြီမိုးတင့်ဆွေ30ရက်9လ2025 เนาะအဲကြောင့်ကျွန်တော်တို့တော့တွေးသေးတယ်ခင်ဗျာကျွန်တော်တို့လည်းကျွန်တော်တောင်းချောက်ပြောတော့ဟောကျွန်တော်လည်းပတ်သက်တဲ့အောင်ဆိုတကယ်လွတ်တော်ကိုတင်းဖြစ်သွားတာလွတ်တော်မှာလျှက်စစ်နဲ့ပတ်သက်ပြီးတော့ company အဖွဲ့ဥက္ကရာကြီးပါပဲဖြစ်သွားတာကျွန်တော်လည်းလှမ်းဆက်မယ်ဆိုနှက်เนาะနှစ်ဝန်းခွဲလောက်ဆိုတော်ပြီနောက်ကျွန်တော်စဉ်းစားတာဟာဒီခောက်တော်လို့ engineer ကြီးပဲเนาะလွတ်တော်မှတည်ဖြစ်နေတာဟိုလည်း engineer ဆိုတော့ဝင်ပြအောင်မှဆိုတော့တွေးနေတာမကြတော့အဲ့တော့တွေးမိတာပါအဲ့တော့ကဘာကြည့်လိုက်လေခင်ဗျာ engineer 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 ကြီးပဲလေခင်ဗျာ နော်လွတ်တော်လေးရောက်ကုန်တာဒါတော့ချူအရာတကယ်လုတ်ပို့လို့တယ်ဗျနော်ကျွန်တော်ပြောမှာကျွန်တော်ဆိုတူတဲ့ဗျာအမျိုးတော်တယ်ဗျာအမျိုးနှစ်ဝမ်းလောက်ကွဲလိုက်တာနဲ့ဆက်ပြီးဒါပေမဲ့ကျွန်တော်သူကလည်းကျွန်တော်ဆောက်ပွဲမလို့ကျွန်တော်ကသူဆောက်ပွဲမလို့ဒါအရှင်းဆုံးပြောဟောမကြိုက်လို့မကြိုက်လို့ဆိုတာဗျာဟိုတကယ်အင်ဂျင်နီယာဘွဲ့ရတာတော့ဟောတယ်မကနစ်နော်အဲအဲ့တော့သူတို့ရော EGDI ပေါ့နော် EGDI ကနေသူနော်မကနစ်ရတာဒါပေမဲ့ သူ့လောက်ရက်က तू အရင်နေခါမလို့လေ PA ကဘွဲရပြီဆိုတဲ့နိုင်ငံကြီးကောက်လို့လဲထောင်ချထောင်ချပြန်လွန်အဲအဲ့ဒါနဲ့ပဲတန်နေရလဲနေရတော့နော်ပြန်ထွက်လာပြန်ထွက်လာလဲဟိုအင်ဂျင်နီယာလုလုပါတော့အလုံးမလုပ်ဘူးတဲ့ तू ကဘာမှမသိဘူးဗျနော်အရှင်းဆုံးပြအင်ဂျင်နီယာပဲဖြစ်ဘာပဲဖြစ်ဆရာဝန်ပဲဖြစ်နော်သူတို့ရဲ့အတွေ့အကြုံတွေ့ကြုံနဲ့ပေါင်းဆက်ပြီးတော့မှဒီမှာလူတွေနဲ့ဘလို့စီးတွေဆက်ဆက်ဘာညာဒါရအများကြီးခင်ဗျစိုက်စိုက်မကင်ဘူးနဲ့ကိုယ်တိုင်းမကြည့်ချက်နိုင်မယ်နဲ့စိုက်တစ်စိုက်တော့ကင်မလို့ယူခါထော်တော့မယ်ယူခါထော်တော့မယ်ခင်ဗျနော်ခင်ဗျ အလုံးသမားကြီးပညာပြတာစလို့ပညာပြတာငါငွေဘန်းနာအများကြီးဗျာခမစပူတော်ကျမကြီးလူမှုရေးအကုန်ကဏ္ဍရအောင်ဗျာစိုက်စိုက်ရောကင်နိုင်ဖို့သူကပြောတာနော်မိုးတာဝင်ဦးတာဝန်ခံမှုရေးကောင်းတော့ကင်လို့ရတာဗောကင်လို့ရဗောတာဝင်ဦးတာဝန်ခံမှုရှိတဲ့လူကကင်လို့မရအောင်နော်အဲ့လိုအဲ့လိုရှိသေးတယ်ကျတော့ချိုးကိစ္စချိုးကိစ္စမှာခင်ဗျားတို့ကလွယ်တယ်ထင်တာလွယ်တယ်ထင်ပြီးတော့မှဟာငါတို့ကဒေါက်တာပွဲရတာငါတို့ကအင်ဂျင်နီယာငါတို့ကဆရာကြီးတို့ပြီးတော့မဆိုင်ဘူးကဏ္ဍတစ်ခုမှာကျွန်တော်တို့လည်းတူတူပဲစိုက်စိုက်သွားတယ်ဟိုတော့အရင် တန်းကင်လို့မရဘူးเนาะသူများစိုက်ပဲကင်ကဘာလဲကကိုကလိလာရသေးရဲ့လိလာပြီးတော့မှဘလို့နေတာဘလို့နေတာလူဘလို့ခေါ်မလို့သူမှအကြမ်းတဲ့ငါเนาะဟိုလေပါပေါ့လိုအပ်တဲ့ဟာဘလို့ဘယ်ရစပ်ပိုင်းမို့အဲ့ရကိုကလိုက်ပြီးတော့အဲ့မှာလိလာဝင်ပြီးတော့မှစုံစမ်းမေးမြန်းပြီးတော့ကျွန်တော်လုံမဘလောက်ယူမယ်ပုံမှန်ဘလောက်ထိခိုင်းမိမယ်ရေးဖို့လိုအပ်ရင်ထိုက်ရသေးလားပါအဲ့ဒါမျိုးအများကြီးပါကျွန်တော်တကယ်အလုံးမလုံးဘူးပဲလူတွေတကယ်နောက်ပြီးတော့အတွေးကိုစဉ်းစားညံပေါ့เนาะဟို မရှိတဲ့လူတွေခင်ဗျတွေးရမှာလေဒီအရေးဖြစ်နိုင်လားမဖြစ်နိုင်လားလဲတွေးရမှာလေလုံနိုင်ရငါဘလို့သုံးဖို့ဘလို့အင်အားစအဲ့လိုမလုတ်ခဲ့တော့အများကြီးအများကြီးဖြစ်တာပဲနော်အများကြီးအများကြီးဖြစ်တာပဲကျတော့ဟိုပင်လောရာရည်ကြီးတဲ့ပင်လောရာရည်ကြီးရဆိုလို့ဒီမှာခင်သာကြီးတော်ရည်ကြီးရလဲကြီးလိုက်ကြီးအမှားနော်ခင်သာကြီးတော်အိမ်အဲ့ဒါရည်ကြီးညာပဲနော်ဒါပင်လောအိမ်ရာကျတော့လဲသွားဥပါတယ်အမှားဟိုပင်လုံစေးုံလဲရှိတယ်နောက်ပြီးတော့ကျွန်တော်ဘာရောအမှားအင်တာဗျူးတော့တစ်ခေါက်သွားဘူးသေးရဲ့ နော်အဲတောင်ကုန်ဘကနေပြီးတော့ကျတော့ချို့ရချို့ရရနော်အမနော်ရည်ရည်တက်ရည်ရည်တက်ပြီးတော့အမဖြစ်ပြက်နေတဲ့အရာကျတော့ဘသူဝဲဖြစ်သွားနော်ဖြစ်တဲ့လျောက်ဖြစ်တဲ့လျောက်ဒီမှာကျွန်တော်တို့ကတော့ဟိုအခုကမှဗျာတခိုးပြီးမှထိုးဝင်ထားလို့ပဲနော်အခုကမှအခုဆိုကျွန်တော်ညီမတို့လည်းအခုမှရေမြောင်းနေလိုက်ပါတော့ရေမြောင်းလုံးဝရေမြောင်းအောင်ကမြေကြီးနဲ့ဖုတ်ပစ်တဲ့လူတွေရှိကြီးရခင်ဗျာအာရေရေတောက်ပါဆိုတော့သူတို့ လက်ထပ်မှာပေါ်ခဲ့တဲ့မြောင်းနေကသူတို့ကိုယ်တိုင်အခုမြေတဲ့ကအညာဖို့ပလိုက်တာရေသီးရေလာမသွားတော့ဟဲ့ကျွန်တော်သောက်အောင်တော့တရားမရှိဘူးအဖော်ကြီးကပြနွေရတီတည်းကဒီရေမြောင်းခေါင်းမှာပြူရမယ်လောက်ရမှာကငါလေးလပိုင်းဟိုတော့နော်တကြံပြီးပြီးပြန်ဖွင့်ပြီးဆိုတည်းကလေးလပိုင်းအဲ့နောက်ဆုံးပတ်လောက်ကစပြီးတော့အဲ့ဇက်တိုက်လောရတော့မှာဗျာ နော်ပေါ်ဆောင်ရေးအရာအခုကမပေါ်ဆောင်တော့အခုကကြဟိုမနေ့တည်းကမှကြီးမောင်းနေလိုက်ပေါ်နေတော့အားချုပ်ချက်ဒီကဘောစော်ရနဲ့စော်သီးပြဆိုလို့ချင်းဒီကနော်ထုတ်လိုက်တဲ့ဟာပဲပို့ညာပို့အဲ့လိုလုံးလို့ရအခုကကြတော့အားပေါက်ပန်း၄၀ဖြစ်ပြီးတော့ဇလန်းနေရာမှာဇရာရှုပ်ပေါ်ကြောက်ဘာအိမ်မှာတာဝန်ထမ်းဆောင်တဲ့လူတွေပြောချင်တာခင်ဗျားတို့ဘာဖောက်လို့ဒီလုံးညာဘာဖောက်လို့မှလည်းမလုပ်ဘူးဗျစီပင်နေဆိုလဲခင်ဗျားတကယ်လောက်ရမယ့်အရာကြီးခင်ဗျားဘာမှမလုပ်တာဗျာခင်ဗျားအမိုက်ကားဆိုလဲခင်ဗျား တပတ်ကိုနေဆုံးပြန်2ရက်3ရက်တော့ထွက်ဖို့မဟုတ်ဘူးတပတ်မှတစ်ချိန်ပဲထွက်တယ်နော်တပတ်မှတစ်ချိန်ပဲထွက်တယ်နော်အဲ့ဒါတော့မခင်ဗျားသိရမလားအမိုက်ကဝောဝောဆိုပြီးကျွန်တော်ဟိုလေအဲ့ကျွန်တော်ရန်ကုန်မှာနေတော့လမ်းမတော်ဆိုလေအမအထုံးလေးချထားလိုက်ရောသူကသူအချိန်နဲ့ကောက်သွားအချိန်နဲ့ကောက်သွားညဘက်သူအမသူကသူတိန်နာနဲ့မနှခင်တိန်နာနဲ့အစင်နေပြီလို့ကျွန်တော်တို့ကပြောတာကူတော့မသိဘူးပေါ့နော်ဘာမှကိုရောင်သွားပြစ်စီရလို့ကိုရှေ့အဆောင်ရှေ့မှာချထားရုံပဲအထုံးလေးချထားသူကသူကောက်သွားတာ အဲ့လိုကိုလှုပ်လှုပ်ရမယ့်အရာတွေကိုတာဝန်ပြကိုဒီပြားသာယူလိုက်ဒီဟာလှုပ်ထားတဲ့ဆိုတကယ်တာဝန်ကြည့်ဖို့လှုပ်ဖို့လိုတယ်လေအဲမကြည့်တော့ခင်ဗျားအမှကြည့်အောင်လေခင်ဗျာကျွန်တော်အကြီးအတွက်လားအကြီးရှင်းလားဆိုတော့ခင်ဗျားတို့အဲ့ဒါပြောတာအကြီးရှင်းရှိတဲ့လူတွေကြည့်သူတွေလှုပ်ရမယ့်အလုပ်ပြလှုပ်ရမှာလေကိုတာဝန်ကိုကြည့်ရမယ်ကွာနော်ကိုတာဝန်ကိုကြည့်လို့ချင်းအကုန်လုံးအဆင်ပြေပြီကွာခင်ဗျာကိုတာဝန်ကိုမကြည့်ခဲ့ဘဲနဲ့အဲ့ဒီလိုလှုပ်တဲ့အရာလှုပ်တဲ့အရာကိုအစိုးချိုးစိုးချိုးစိုးချိုးတွေစိုးချိုးတွေကြည့်ရအကုန်လုံးဖြစ်ကုန်တယ်အဲ့ကြတော့ နော်အကုန်လုံးကျွန်တော်တောင်းချောက်ပြောတယ်ငါလက်ထက်မှာငါ20ရာခိုင်နှုန်းချင်းခဲ့မယ်ငါနောက်လက်ထက်မှာ30ချင်းမယ်90အမိုက်ကြံမယ်ပြောအဲ့နောက်လူနောက်လူချင်းချင်းအဲ့လိုတန့်သွားမှလေအဲ့မရှင်းဘူးလေပြောမယ်ပရမတ်တစ်သက်တယ်အမိုက်ပုံနဲ့ထားခဲ့ရနောက်တစ်သက်ကပို့ဆိုအမဒါပဲခင်ဗျာချင်းတော့ကအခုဝိုင်းဝိုင်းကြိုးရေကူမောင်တွားချင်းရှုပ်ချက်တွေကမီးလောင်ပါလောင်ဖြစ်နေရဲ့အဲ့ရရခင်ဗျာချင်းချင်းနိုင်ချင်းနိုင်ချင်းနိုင်လို့ဘူးဘယ်သူမှမစင်တော့ နောက်လူချင်းမဲ့အာတစ္စတွဲအသိတတွဲနောက်လူချင်းလိမ့်မယ်နောက်လူချင်းလိမ့်မယ်နောက်လူချင်းလိမ့်မယ်နေပဲနောက်လူကမရှင်းနိုင်မရှင်းနိုင်တော့ဒီမှာသွားရောတကယ်ရှင်းမဲ့လူကြတော့အကုန်နာဟောအကုန်လုံးဖျက်ချပြီးမှရှင်းရမယ့်ဟာကြီးဖြစ်သွားပြီလူရကိုနေနဲ့ကိုနေနဲ့ကိုနေနဲ့ရှင်းခဲ့ရှင်းခဲ့တယ်ဆိုအတွေ့အခုရောက်နေပြအဲ့လိုမရှင်းခဲ့မရှင်းခဲ့တော့အဲကြတော့နော်အကြောင်းမလို့အရေးတွေ့လားရေးရှင်းလားကိုယ့်ဟာဆိုစဉ်းစားကြတော့